ားလုံးပဲမင်္ဂလာပါရှင်။ဆရာမိုးခကျော်တင်ရဲ့ထထိုးရစ်ချီဆိုတဲ့ဝတ်ထွက်လေးကိုအပိုင်းဆက်ဖတ်ပြပါမယ်။ဒီနေ့ကတော့အပိုင်းနဲ့ဖြစ်ပါတယ်။ဒါပေမဲ့ဒီခန်းစားချက်ကိုကျွန်တော်မကြိုက်ဘူး။စိတ်ပင်ပန်းနေ။ဒီခန်းစားချက်ကကိုကိုကိုအရှုပ်ထုံးလို့ပို့ပြီးတော့ထင်းချင်းလာစေတယ်။ပင်သက်တစ်ခုရှိုက်လိုက်တယ်။ ချက်ချင်းပဲ laptop screen ကို အကြောင်းသားဆိုင်ငေးုံကလွှဲရင်ဘာမှအသုံးမဝင်တော့သလိုဖြစ်သွားတယ်။ပိတ်ပြီးဂရင်ပေါ်ပြက်လဲဖို့အကြိမ်ကြိမ်စဉ်းစားပြီးမှ screen မှာထင်ဟပ်နေတဲ့ကိုယ်ပုံရိပ်ကိုကြာမြင့်စွာငေးဆိုင်ကျင်းနေပြန်တယ်။ကိုကိုကဘာကြောင့်များခေးတယောက်ဖြစ်ရတာပါလေလို့လဲမရင်မရသုံးသက်တယ်။ဒေါ်လေးနဲ့အချိန်နဲ့အကြာကြီးနေလိုက်လို့လားဒါမှမဟုတ် ဖေဖေကအဲ့လို ဖြစ်တည်မှုမျိုးမုံဒီလို့လို့ကံကြမ္မာကထန်ခတ်လိုက်တာလားလူတယောက်ရဲ့ဖြစ်တည်မှုကိုပြစ်ဒဏ်တစ်ခုလို့သတ်မှတ်တာကရောတရားလို့လားအုံနောက်ထဲကမိခွနေကနေရာလက်မကျန်အောင်ပြင်းနေလာတယ်မိခွနေရဲ့စိတ်အနှောက်ယှက်ပေးမှုကတတ်တာရရလို့ရညာကိုကိုရေးလက်စဖိုင်ကိုဖတ်လိုက်တယ် ကိုကိုကလူတယောက်ရဲ့လက်ချောင်းတွေအကြောင်းကိုရှေ့လျစွာရေးသားထားတယ်။အတိတ်ကြပြောရရင်ပုပ်ပလီကစေယုံဒီဇိုင်းဆွဲပေးဖို့လုပ်ငန်းအပ်လာတဲ့လူတယောက်ရဲ့လက်ချောင်းတွေအကြောင်းသူ့ကိုမြင်မြင်ချင်းကလေးကကိုကိုစိတ်လှူရှားခြင်းနဲ့စတင်လာတယ်။ကိုကိုစိတ်ထဲသူ့ကိုရင်းနေတယ်လို့ခံစားနေရတယ်။အထူးသဖြင့်အလျားရှည်ပြီးအနှဲငယ်ကျင်းမြောင်းတဲ့သူ့မျက်လုံးတွေကို ကိုကိုတိနေသလိုပဲကိုကိုမုံတိတတ်တဲ့မျက်ဝန်းမျိုးဒါပေမဲ့ချိုသားတဲ့အပြုံတစ်ခုကြောင့်အဲ့ဒီမျက်ဝန်းရဲ့မနှစ်မြို့စရာကောင်းမှုကိုကိုကိုမေ့ပြောက်ထားလို့ရနိုင်ခဲ့တယ်။ "तू ကတိတ်ကြည့်ကောင်းတဲ့ယောက်ျားတယောက်ဖြစ်တယ်။ तू မှာကြည့်လို့အကောင်းဆုံးကသူ့လက်ချောင်းနေ။တန်မာတယ်။မြဲမြံတယ်လို့ထင်ရတယ်" ပြီးတော့အလွယ်တကူလွှတ်ချပြတ်တတ်မယ်လို့မျိုးမဟုတ်ဘူးလို့တတ်မှတ်လို့ရနိုင်တယ်။ရှေ့သွဲတဲ့သူ့လက်ချောင်းတွေကမွေညင်စိမ့်စိမ့်ကလေးတွေထင်းရှားနေရအောင်ထိဖြူလွှာနေရဲ့။တိတိရေရေလှိဖြားထားတဲ့သူ့လက်သေးကနေကပန်းရောင်ဖြော့ဖြော့ဆန်တရားခလုတ်တွေပေါ်မှာဆိုတိတ်ကြီးလို့ကောင်းမဲ့လက်ချောင်းတွေကလက်တွေမှာဆိတ်ထွက်ကိုင်းတဲ့လက်တွေဖြစ်နေတယ်။ ချမ်းကြီးဆိုတဲ့သူ့နာမည်ကိုမှတ်မှတ်သားသားရှိပြီးချင်းဒီတကြားကိစ္စကိုတငယ်ချင်းတယောက်စီလွှဲပေးမယ်လို့ကိုကိုဆုံးဖြတ်လိုက်တယ်။ကိုကိုလိုလူမျိုးတွေကယောက်ျားတယောက်ပေါ်ခန်းစားချက်တွေရှိနေပြီဆိုတာတေချာသွားတဲ့ချိန်ကစပြီးနာကျင်မှုလမ်းမထက်ကို အလိုလိုတက်လှမ်းပြီးသားဖြစ်သွားတတ်တယ်တဲ့။သူ့ကိုချစ်မိသွားမှကိုကိုကြောက်နေရဲ့။ ကိုကိုကအခြားယောက်ျားတယောက်ပေါ်တိတ်ညွတ်စိတ်တွေရှိနေတဲ့အကြောင်းဖတ်ရတာတကယ်ကိုစိတ်မချမ်းသာစရာကောင်းနေကိုကိုကစာကိုရှေ့လျားစာဆက်ရေးထားပေမဲ့ဖတ်ဖို့ပြင်လာတာကြောင့်ရောစိတ်မတမ်းမသာဖြစ်လာတာရကြောင်းမှာဆက်မဖတ်ချင်တော့ဘူးဖတ်ရင်လဲအဲ့ဒီချမ်းကြီးကိုမချင်မိအောင်ထိန်းချုပ်နေရတဲ့ကြားထဲကနေချစ်မိသွားတယ်ဆိုတာမျိုး ဒါမှမဟုတ်လဲချမ်းညီကကိုကိုလိုဖြစ်တယ်မို့အထင်သေးတတ်တဲ့သူဖြစ်တယ်ဆိုတာမျိုးနဲ့အဆုံးသတ်လိမ့်မယ်အဲ့လိုမဟုတ်ပဲကိုကိုနဲ့ချမ်းညီကချစ်သူတွေဖြစ်သွားကြပြီလိမ့်ဆက်ဆန်းဖြစ်ကြတဲ့အကြောင်းမျိုးတွေပါရေးထားရင်ဘယ်လိုလုပ်မလဲအထင်နဲ့တင်ကျွန်တော်တော်တော်လေးစိတ်ပြတ်သွားတယ်ဖိုင်ကိုခတ်တော့တော့ပြေးလိုက်တယ်တကယ်လို့ကိုကိုသားကျွန်တော်ကိုစောင့်ကြည့်နေမယ်ဆိုရင် ဖိုင်ကိုအထိတ်တလန့်ပြန်ပိတ်လိုက်တဲ့ကျွန်တော်ပုံစံကသူ့အတွက်ပျောင်ပျောင်လွန်းတဲ့ဟာသားတပုတ်လိုဖြစ်နေမှတေးကြတယ်။ကိုကိုနဲ့ပတ်သက်သမျှတကယ်စိတ်မောစရာကောင်းတယ်။ဒီလိုအချိန်တွေမျိုးကြီးထဲမှာ သူ့ဘဝကိုဘလို့ရှေ့ဆက်ဖို့တွေးထားတယ်လဲ။ကျွန်တော်မသိ။သူ့ဘာဆက်လုံးမှာလဲဆိုတာလဲကျွန်တော်မတွေးတတ်။သူ့နေရာကနေခန်းစားမပေးတတ်ပေမဲ့ ဒီကောင်ပြောရပါမလားလို့အတွေးပေါက်လာတယ်။ကျွန်တော်အတွေးပေါက်နေချင်းကိုကိုကတိမ်တွေစီသတိလက်လုံးငေးမောနေစေ။သူ့ရဲ့ဥလဲလဲမျက်နှာကိုကြည့်ရင်နည်းနည်းတနာလာသလိုသူ့နဲ့ပတ်သက်တဲ့အကြည့်ဓာတ်တမျိုး စိတ်ထဲပေါ်လာတယ်။သူ့ကိုကျွန်တော်တငယ်ချင်းနေနဲ့မိတ်ဆက်ပေးလိုက်ရရင် ကောင်းမယ်လို့ထင်လာတယ်။ဒီကောင်လေးကစိတ်ယုံမှမရှိကြပါပဲ။အပြောအဆိုတွေကယဉ်ကျေးကြတာမဟုတ် ာကိုကိုကိုသိခံနိုင်မှာမလားဆိုတာအသေးချာစဉ်းစားရအောင်မယ်။ဟိုခကြမ်းကြမ်းကောင်းတွေကတော့ကိုကိုကိုစိတ်ရှင်မဲ့မထင်ဘူး။နေပါဦး။မိတ်ဆက်ပေးလိုက်ရမလားဆိုရဲစိတ်ကူးနောက်မှာစဉ်းစားစရာနဲ့မဖြစ်နိုင်တာတွေကြီးတရဇက်လိုက်ပါနေတာတာက အမှန်တကယ်ပဲမဖြစ်နိုင်လို့လား။ကိုကိုဖြစ်တယ်မို့အနေနဲ့အမြန်ဟိုကောင်လေးတိကုံမာကို ရှက်ရွံ့နေလို့လား။ လို့မှထဲမှမထားတဲ့အကြောင်းပြချက်တွေနဲ့အစဉ်ပြေလဲပြေမှာပေါ့။ဘာတွေတွေ့ပူနေတာလဲ။တိသွားရင်လဲဘာဟုတ်ချက်နေမှာလဲ။လူတွေလှောင်ရင်ကြလို့ဆိုပြီးကျွန်တော်တို့တော်ဆက်မှုကိုရဆက်ပြလို့မရသလိုကိုကိုဖြစ်တည်မှုကို ပြောင်းပြန်လှန်ပြလို့ရတာမျိုးလည်းမဟုတ်။နောက်ပြီးကျွန်တော်တငယ်ချင်းတွေရဲ့မှာဒီလိုဖြစ်တည်မှုမျိုးကိုနားလည်ပေးနိုင်တဲ့သူတချို့လည်းရှိရသေးတာနဲ့ကို ကျွန်တော်တို့တငယ်ချင်းတသားဘီယာမူမူနဲ့ဖះရှင်အကြောင်းလူအခွေရေးအကြောင်းကနေခီးတွေအကြောင်းပြောပြခဲ့ကြတဲ့အချိန်တွေကိုပြန်အမှတ်ရတယ်။ဒီဟုတ်စုဟာဘလောက်ပဲစိတ်တူကိုယ်တူရှိပါတယ်လို့ပြောပြော မတူညီတဲ့အတွေ့ခေါ်တွေကတီးနေစေပဲဆိုတာအဲ့ဒီတော့မှပဲတီးလိုက်ရတယ်။ကေးဆိုတာယောက်ျားနဲ့မိန်းမပေါင်းဆက်ထားတဲ့ အယောတော့တခုလေးတကယ်လို့သူ့မှာယောက်ျားတယောက်ရဲ့ပြတ်သားမှုနဲ့မိန်းမတယောက်ရဲ့နူးညံ့မှုတွေရှိရင်သူကတိတ်ချစ်ဖို့ကောင်းတဲ့လူတယောက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ငါကတော့တရေဘောကြောင့်နဲ့ယောက်ျားနဲ့စကားရှုပ်တတ်တဲ့မိန်းမပေါန့်ဆက်ထားတဲ့ဂိင်းတွေပဲတွေ့ဘူးတော့သူ့တို့ကိုကြောက်တယ်ညွန့်နေပြီးတော့ဒီနေ့စကားဝိုင်းကဘလို့ထင်တယ်လဲဆိုတာဖြစ်တဲ့အတွက်ငါမှလွတ်လပ်စွာထင်ပိုင်ခွင့်ရှိရဲ့ လို့ကြိုပိတ်ပြောတဲ့တငယ်ချင်းရှိသလိုငါ့အတွက်ကတော့ဘာမှမထူးကြဘူးတက်ပိုင်ဆိုအသားမဲ့ရဲ့ကွာကြောတက်ဆိုရင်ဖြူရဲ့ကွာအဲ့လိုပဲငါတို့တွေကလိန်ခွဲကြိုက်သလိုသူတို့ကလိန်ထူးကြိုက်တယ်အားလုံးမှမတူညီတာကပုံမှန်ပဲအဲ့ဒါကိုငါလက်ခံနိုင်တယ်လို့စာနောက်ရင် ပြောရတယ်သူလည်းရှိတယ်ခင်တွေကဘယ်သူထင်သေးတာမှမခံရအောင် အခြားသူတွေထက်ပိုကြိုးစားနေရမဲ့သူတွေလို့ထင်တဲ့သူရှိသလိုငါ BL Wild Left ကရီကြည်ပြတဲ့ကြိုက်လဲကြိုက်တယ်တခါတလေ BL ကရီရာမင်းသားတော်ဖြစ်ချင်တယ်ကောင်မလေးတွေကကိုနာမည်ကိုအသက်တန်အော်ဟစ်ပြီးအားပေးနေကြတာတကယ်ကိုตายရခြင်းစရာကောင်းတယ် BL ကရီကြည်ရင်အဲ့လိုအချင်းမျိုးကိုလက်ခံပေးနိုင်တာလေ လို့ပြောတဲ့တငယ်ချင်းလည်းရှိတယ်။ငါကတော့ gay ဆိုရင်ချောချောမောမော လူတွေကိုပဲလက်ခံပေးခြင်းနဲ့သူ့ဟာသူယောက်ျားလိုနေပြီးနှဲ့နေနေမိန်းမလိုနေပြီးပွင့်နေနေရုပ်ချောနေတော့လက်ခံပေးဖို့လွယ်ကူနေတယ်လို့ပဲဆိုတဲ့ကြောင်တောင်တောင်ကောင်းလည်းရှိသေးတယ်။ထူးထူးဆန်းဆန်းအခုချိန်မှာလိန်သူချစ်သူတွေကသူတို့အခွင့်အရေးကိုအသေးလဲတောင်းဆိုနေကြတယ်။ သူတို့ LGBT community ကြီးကိုကြီးမားလာတဲ့ကြီးမားအောင်လုပ်နေကြတယ်။နောက်နှစ်ပေါင်း30 40လောက်ကြာရဲ့ငါတို့လိုတာမန်လူတွေကသူတို့သူတို့တွေဆီကနေအခွင့်အရေးတွေပြန်တောင်းဆိုကြရတော့မှသိကြတယ်။အခုပဲကြည့်အောင်ရုပ်ရှင်တွေမှာတော့ strike ဇက်ကောင်တဲ့နေရာကို LGBT ဇက်ကောင်တွေနဲ့ဆော့အစားထိုးလာနေပြီလို့အထိတ်တလန့်ပြောတဲ့တငယ်ချင်းရဲ့အမြင်ကိုတော့ကျွန်တော်စိတ်ထဲတမျိုးပဲ။ ဆွဆွနဲ့နဲ့လက်မှတ်မိနေတယ်။သူဟာသူ့အထင်ကိုပြောပြနေတာတဲ့။ရှေ့ပြေဟောတခုကိုဟန်နဲ့ပန်နဲ့ရေရွတ်ပြနေရနဲ့ပိုးတူတယ်။ပြီးတော့ဒါသူ့ရဲ့ကိုယ်ပိုင်အမြင်မဟုတ်ပဲတယောက်ယောက်ပြောပူထားတာကို မှတ်မှတ်သားသားရှိပြီးပြန်ပြောပြနေရထင်နေဆိုတဲ့တန်လျာမျိုးကိုလည်းသူ့စကားကိုပြန်သတိရတိုင်းခံစားနေရစေ။အဲ့ဒီအချိန်မှာကျွန်တော်အမြင်ကိုဘယ်လိုပြောခဲ့ပါလဲ။ ငါဘလို့ထင်လဲဆိုတော့နေ ਉ ငါတကုမေးဦးမယ်ငါတို့ဖွဲ့ရတာတရားရောက်ပေါ့ဥပမာကြော်တက်ကသူ့ကိုယ်သူဂေးပါလို့ဝင်ခတ်လိုက်ဒီကောင်ကိုအရင်လိုဆက်ခင်နေဦးမလားလို့အရင်မေးခဲ့လိုက်တာဖြစ်မယ်ကြော်တက်ကပြည့်ပြည့်နဲ့နဲ့ဆဲဆိုရင်ကျွန်တော်ပခုံးကိုလှန်ကန်တယ်ရှည်တန်တွေလည်းချက်ချင်းဝေးစီဝေးသွားတယ်ဒါပေမဲ့ဘယ်သူမှချက်ချင်းပြတ်မဖြေချဘူး မအီမလဲမျက်နာနဲ့ထိုင်ဆဲနေတဲ့ကြောသက်ကိုကြည့်ရင်ရီမောကျင်းတွေကသာအတော်မတန်တိုင်းသလိုဆက်လက်ဖြန့်ခင်းထားလိုက်ကြတယ်။နောက်မှငါကိုလာမကြရင်တော့လက်ခံနိုင်တာပေါ်လို့ရှင်မောရင်ဆိုသူရဲ့သူကအမြဲတမ်းငါတို့တငယ်ချင်းပဲလေလို့ပြောသူရဲ့ဘာလို့လက်ခံရမှာလဲကွာလို့မိကုန်ပြန်ထုတ်သေးရဲ့ငါကလက်ခံပေးနိုင်တယ် သူမိမတယောက်လိုဝက်စားပြင်ဆင်လာရင်တော့သူနဲ့အတူရှင်တွေ့သွားဖို့အခြားတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့ရှက်နေမှာမဟုတ်ဘူးဒါပေမဲ့သူသာတထောင်းစားတကောင်ကိုခေါ်လာပြီးဒါငါချစ်သူပါဆိုပြီးမိတ်ဆက်လာပြီးရင်တော့မိတ်ဆက်ပေးလာရင်တော့ငါလက်ခံပေးနိုင်ဖို့မသေးကြဘူးမင်းဟာလည်းထူဆန်းလိုက်တာရောက်ပါရာငါမိမလိုဝေးရင်တော့လက်ခံနိုင်ပြီးရီးစားထားတာကြတော့ဘာလို့လက်မခံနိုင်ရတာလဲ။ ဟာဒီမှာဘဲမရမှာကြောက်နေတဲ့ကောင်းရှိတယ်ဟိနေရင်ဝိုင်းရိုက်ကြခေါင်းမဖော်နိုင်အောင်အသေးလေးစော်ခံနေရတဲ့ကြောသက်ကို ကြည်ပြီးရေးလိုက်ရတာနောက်ဆုံးဒီဖွဲ့ရတဲ့လူတွေဘလို့အဆုတ်ထုတ်ကနေပဲ ကြုံကြုံဥပမာစီးပွားပြတ်တာပဲဖြစ်ဖြစ်မိသားစုနဲ့အဆင်မပြေတာပဲဖြစ်ဖြစ်ဂေးပါလို့ကိုကိုကိုဆန့်ဆက်တွေ့ရှိရပဲဖြစ်ဖြစ်ကာယကေရှင်က ဖွင့်ပြပြခြင်း ခြင်းကျန်တဲ့လူတွေကဝိုင်းဝန်းကူညီပြောဆိုကြစေဆိုပြီးဘီယာသစ္စာဆိုရင်အော်ဟစ်ခဲတာတွေကိုအမတ်ရတယ်ဒီတော့ကိုကိုနဲ့ကျွန်တော်တငယ်ချင်းတွေကို မိတ်ဆက်ပေးဖို့ဆိုတာအများကြီးတွေးပြီးရှက်ရွံ့နေဖို့မလိုတဲ့ကိစ္စတစ်ခုသာဖြစ်တယ်ကိုကိုကိုလည်းဘာပဲဖြစ်နေနေကျွန်တော်အကူအနေနဲ့ သူတို့တွေနားလဲလက်ခံလက်တက်ခံပေးနိုင်လောက်တယ်။ကိုကိုကသာတွေ့တွေ့ဝေးဝေးငင်းငင်းငါးငါးကြီးလုံးမနေအလုံးအစင်ပြေးပြီးအတွေ့ရဲ့နေမျောနေတော့မှာပဝင်းချင်ကဘာကိုမြညမြဆဆမမင်းရတော့လောက်အောင်အလဲအောင်နေဖြော့တော်လာတယ်။တဖြည်းဖြည်းနဲ့အမောင်ရဲ့ကညိုလေးကိုရွှေဖွဲလွှမ်းခြုံနေရင်နေ့တနေ့ကလှလပပပြီးဆုံးသွားခဲ့တယ်။ ကံပေါင်းမှာလည်းလူတွေတော့ကျဲပါသွားပြီအတွေ့တချို့နဲ့တူဟုကြော်ဆိုင်လေးတွေကပဲအမောင်နဲ့နေသားကြနေသလိုကံပေါင်းကို ဖော်ပြရင်းကြမ်းနေခဲ့တယ်။ဖိုက်စားလိုက်တာပြန်မလားလို့ကိုကိုကိုအဖော်ညိတော့နှစ်ခါမပြောလိုက်ရ။အိမ်ပြန်လမ်းမှာအလာတော့ကလည်းခြာနာစွာညီကိုနှစ်ကညီကိုနှစ်ယောက်စကားပြောစရာတွေရှာပါမနေတော့ ျွန်တော်ကပထမဆုံးကောင်းမောင်းတင်တဲ့နေရာလမ်းမိတိုင်းနဲ့ဝင်တိုင်းမိမလို့ဖြစ်သွားတဲ့အကြောင်းကို ဟာတာတခုလို့ကိုကိုကိုပြောပြတယ်။ကိုကိုကသူ့ဖန်နေတဲ့စာအုပ်ထဲကအဖြူဆိုတဲ့မိမရဲ့နာကျင်မှုအကြောင်းကိုပြန်ပြောပြတယ်။သူ့အဖေနဲ့ပတ်သက်ပြီးစိတ်ရောကယာနေတဲ့မိမအဖြူဟာတရားရထားသလိုပဲအမရောဟာအသာကောင်းတဲ့ထုံတိုင်းပါလျက်နဲ့ ခြေကင်မရင် အသာကောင်းတဲ့အနာတလို့ပါပဲဆိုတဲ့စကားကိုရွတ်ပြတယ်ဒီစာအုပ်ကိုဘယ်နှခေါက်ဖတ်မိမှန်းတော့မမှတ်မိနိုင်လောက်အောင်မယ်တဲ့ကြည်အေးစာအုပ်ချင်တယ်တယောက်တစ်လက်စီပြောချင်တာတွေပြောနေရင်လည်းအိမ်ကိုယ်တော်ဘလို့ရောက်လာလိုက်မှမသိဘူးအဖြစ်အပျက်တွေဟာလက်ဆက်နေစေပါလားတကယ်ကို မနေ့တနေ့ကအထိအသက်ဝင်နေစေပဲ။ ဒါပေမဲ့ဒီနေ့မှာအမှတ်တရလို့ခေါင်းစဉ်တက်လိုက်ရပြီ။ကြုံဆုံခဲ့ရသမျှတွေကို အတိတ်လို့အမည်ပေးရင်တေချာထုတ်ပုံးတင်ဆက်ပြလိုက်ရပြီ။ကိုကိုဟာကျွန်တော်တို့မိသားစုကိုအဖက်ဖက်ကထိနာစေခဲ့ပြီ။ကိုကိုနဲ့ပတ်သက်သမျှရဲ့အဆုံးသက်ကစိတ်ပင်ပန်းဆင်းရဲမှုစီကိုကြီးတဲတဲတန်တန်ဥတည်နေတယ်။ကိုကိုကြောင့်ကျွန်တော်မှာ အမေနဲ့အဖေတည်းမဟုတ်ပဲဘယ်တော့မှမျက်နှာကြောမတည့်ခဲ့တဲ့ဒေါ်လေးကိုပါတတိထားစောင့်ကြည့်နေရတယ်။ဂယုဆိုင်နေရတယ်။တယောက်ပြိုလဲသွားတာနဲ့ဒိုမီနိုအဖက်လိုအကုန်လုံးလိုက်ပြီးပြိုလဲကုန်ကြတော့မယ်။လူတယောက်ကိုဆုံရှုံရတော့မလားဆိုတဲ့အသေးကတည်းဘလောက်ထိစိုးထိတ်စရာကောင်းလာရဲ့ဆိုတာကိုကိုကကျွန်တော်ကိုသိစေခဲ့ပြီးပြီ။ အခုချိန်မှာကျွန်တော်ဘသူကိုမှထပ်မဆုံရှုံကျင်တော့ဘူးမဆုံရှုံရတော့ဘူးအထုတပြည့်မမေကို အခုခဏလေးအတွင်းမှာမမေမျက်နှာအဖွာဝလေးတယောက်လုံးတည်တည်တသာအိုစားသွားတယ်မမေဟာအချိန်ပြည့်ငိုနေတယ်တပ်ပြင်းတွေလည်းခဏခဏခြားတယ်ပြီးတော့လက်နှစ်ဖက်ကို ပွတ်တက်ဆုံးနေစပွဲပေါ်ကကုကုပုံကိုကြည့်နေတယ် ကြည်သာကြည်နေတယ်မြင်တဲ့ပုံလည်းမပေါ်မိမိမျက်ဝန်းနေရထိခိုက်နာကျင်မှုတွေအပြည့်အနဲ့ตาကြီးတကယ်မသိဘူးသူ့ခေါ်တန်းကိုကြားတယ်ตาကြီးပြန်လာမှသိကြတယ်ရုပ်တရမိမိအတန်းထွက်လာတယ်ဒေါ်လေးတို့စကားဝိုင်းကခဏတိတ်ဆိတ်သွားတယ်ဖေဖေကမိမိကိုလှမ်းကြည့်တယ်။တခုခုလှုပ်ပေးရအောင်လင်ကလည်း ူကိုယ်တိုင်အရင်ကုန်ခံနေတဲ့ပုံစံနဲ့ဆရာမကရှင်ဘက်ကိုဖီးရင်ဖះဖះလို့ရေရွတ်တယ်။ဆရာမတို့ခံစားရတယ်ဆိုတာဒီအမေယူတော့ဘယ်မိမလဲလို့ဒေါ်လေးလက်ကို ကိုင်းပြီးထပ်ပြောတယ်။ဒေါ်လေးကဆရာမစကားကို ပြန်မထောက်ခံဘူး။ဆရာမစကားပြောနေတာကိုမသိလိုက်တလို့နဲ့မိမိကိုပဲကြည်နေတယ်။ မင်မယားဒီအပိုင်းပြောနေကြဖြစ်တယ်။ကိုကိုပြန်လာမယ့်စကားကိုထပ်ပြောတယ်။မင်းမင်းနှကန်တွေကဖြူဖြော့နေတယ်။မင်းမင်းမနှက်ခဲကဘာမှမစားရသေးဘူးထင်တယ်။ပြက်ရွေးပြိုလဲနေတဲ့မင်းမင်းမျက်နှာကိုကြည့်ရင်ကိုကိုအပြစ်မြင်လို့စိတ်တွေရင်းနဲ့လှုပ်ရှားလာတယ်။ကိုကိုနဲ့ပတ်သက်ပြီးစူးစမ်းတိစောက်ခဲ့ရတဲ့အခြေထက်ကအယောင်နဲ့စွန့်ထင်ခြင်းလာတယ်။ ီလောက်ထိအထီရှာမခံနိုင်အောင် ဖြစ်နေတဲ့မိမိကိုလည်းအားမလို့အားမရတဲ့ဖြစ်တယ်။ပြီမှာနှစ်ယောက်လုံးကိုကျွန်တော်အားပြန်လာတယ်။ကိုကိုတေဆုံမသွားခြင်းလောက်အောင်ထိမင်းရောသူ့အပေါ်ကောင်းခဲ့ဘူးလားလို့ကိုကိုကို ပြန်မေးခွန်းထောက်ရင်းနောင်နာရလာတယ်။စိတ်ကခမင်းမြင်ကိုမြောက်ချလိုက်ဘုံနဲ့ရိုက်ချခံရလိုက်ဖြစ်နေရတဲ့ ်ဗောလီဘောလိုရိုက်ချက်တိုင်းမှာလဲနာကျင်ရတယ်။မိမေကငိုချလိုက်ပြန်တယ်။ဒေါ်လေးကမိမေကိုအိတ်ခမ်းနဲ့ခေါ်သွားဖို့ကျွန်တော်ကိုမျက်နှာရိပ်မျက်နှာခဲနဲ့ပြောတယ်။မိမေကိုရေတခွက်ခတ်တိုက်ပြီးအခန်းထဲဝင်လာဖို့ပြောတယ်။မိမေကြည့်ရတာလမ်းသိပ်ရှောင်းနိုင်မုံမပေါ်အခန်းထဲပို့လိုက်ချိန်မှာမိမေကသူ့တကူလုံးကိုကျွန်တော်ပေါ်ပုံချပြီးလိုက်လာတယ်။ မိမိကိုခရင်မော်လှဲခိုင်းပြီးစောင်းချုံပေးတယ်။မိမိကကျွန်တော်လို့သမ ्या ကိုစူးစူးနဲ့နဲ့ငေးကြည့်နေတယ်။မိမိမျက်လုံးထဲကအရေးတွေကိုကျွန်တော်တေချာမဖန်ဆုံးတတ်။ကျွန်တော်နေရာမှာကိုကိုဖြစ်နေရင်ကောင်းပါပဲလို့စိတ်ကူနေသလားလဲမသိ။ဒီလိုအထင်ကြောင့်မနာလို့ဖြစ်ရမယ်စားရင်းနဲ့နဲ့သွားတယ်။မိမိတို့အခန်းထဲကနေထွက်လာတဲ့အချိန်ကလေးကစတည်ရဲ့ လေးလံထိုင်ပိုင်ခြင်းကကျွန်တော်ခံတဲ့ရောက်တဲ့အထိလူကိုဖိစီးတယ်။အားလုံးအစဉ်ပြေသွားအောင်ကျွန်တော်ဘာလုပ်ပေးလို့ရနိုင်မလဲဆိုတာကိုလည်းစဉ်းစားတယ်။စိတ်ကံစားချက်တွေနဲ့သက်ဆိုင်တဲ့ကိစ္စဆိုတော့ကျွန်တော်စဉ်းစားလို့ရတဲ့ဘောင်ရဲ့တစ်ဖက်ချမ်းကိုရောက်နေတာသိကြပါဗျ။ကျွန်တော်ကိုယ်တိုင်ကလည်းခုချိန်မှာသူများကိုတခုခုလှုပ်ပေးဖို့နေနေသားသား ကိုယ်တိုင်းတောင်အလဲလဲအပြိုပြိုဖြစ်နေရတဲ့အချိန်အခန်းထဲရောက်ချိန်မှာခါတိုင်းလိုဂရေမော်မှာဖုံးတုံးနေတဲ့စာအုပ်ဖတ်နေတဲ့ကွန်ပျူတာတုံးနေတဲ့ကိုကိုကို မတွေ့ရတဲ့ဘောဖြစ်ပေါ်လာတဲ့လက်ဟာမှုကပြုံးမပြတတ်အောင်ပဲဒီကောင်တကယ်မရှိတော့တာပဲလို့အခါခါအတေပြုတ်ပေးနေတယ်လို့ဒီချိန်အတေပြုတ်မိတိုင်း တစ်ခါနာကျင်ရတယ်။ကျွန်တော်ခေါင်းပေါ်မှာကင်မရာတစ်လုံးဒါကိုတွေ့တော့အရာအလုံးကိုမေ့ပြီးရုပ်တွေရဲ့ပျော်ရွှင်စိတ်ကရှင်ထဲမှာလိုက်ခနေ။စိတ်ချမ်းမြေ့ခြင်းတွေနဲ့ပြည့်တက်လာတဲ့ဘဲဘဲရင်အောင်ကဆူဆူရှာရှာနာကျင်မှု အသေးစားလေးတစ်ခုကိုပါအဖို့ခေါ်လာတယ်။တဖြည်းဖြည်းနဲ့အဲ့နာကျင်မှုက ရင်ဘတ်တစ်ခုလုံးစီပြန့်နှံ့လာပြီးလိုက်လိုက်လဲလဲဝမ်းနေလာတယ်။သူ့ရဲ့လွမ်းမိုးအနာယုံမှုအောင်ပါပျော်ရွှင်စိတ်ကပါလျားလာပြီးတစစာတိတ်နှုတ်ပျောက်ကွယ်သွားတယ်။စိုးနေတဲ့ခံစားချက်ကလည်းပိုပြီးအာကောင်းလာတယ်။နောက်ဆုံးမှာမျက်ရည်ကတဆီမရလောက်အောင်စီးတွေလာတယ်။ ဒါဟာလက်ဆောင်တစ်ခုကြောင့်ပထမဆုံးအချိန်ကျွန်တော်အတန်ထွက်အောင်ငုံမိတာပဲဟုတ်ကဲ့ပါရှင်ဒီပိုင်းလေးကိုဒီမှာပဲရန်နာပါရစေနောက်ထပ်အပိုင်းလေးမှာပြန်ဆောင်ကြပါမယ်ရှင်နားဆင်ပေးကြသူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်